အာဇာဝါနာရှင်ညီကိုမတော်များလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာမတ်လ16ရက်နေ့နောက်ဆုံးရအာဆင်နယ်မနက်ခင်းသတင်း၄ပုဒ်ကိုကျွန်တော်တို့ကကြည့်လိုက်အောင်ဒီနေ့ညမှာအာဆင်နယ်နဲ့ချယ်ဆီပွဲရှိပါတယ် ပထမအုံတင်တဲ့ပုဂ္ဂိုလ်တော့ဒေးဗစ်အွန်စတိန်ဖော်ပြထားတဲ့အာဆင်နယ်ရဲ့နွေရာသီပလန်ရင်းနဲ့ပတ်သက်ပြီးတော့ဖော်ပြပြီးတော့မှာပါအာဆာသတင်းတောက်တီထဲမှာအာဆင်နယ်သတင်းနဲ့ပတ်သက်လုံးဝယုံကြည်စိတ်ချရပြီးတော့သတင်းတွေတရားရဂန်နုနီပါမှန်လိရှိတဲ့ဒေးဗစ်အွန်စတိန်ရဲ့ဖော်ပြထားကြရဆိုရင်တော့နွေရာသီမှာအာဆင်နယ်အနေနဲ့ထိတ်တန့်တိုက်စစ်ကစားမတူကိုဝယ်လိုက်မယ်တောင်းရွှေ့ခြင်းမြန်မာစွာသုံးဖို့ရှိတယ်မာတင်ဇူမိန်နဲ့အာဆင်နယ်ကြားကအချိန်တွေကလက်ရှိချိန်မှာဆွေးနွေးနေတဲ့ final step တချို့ပဲကြံတော့တာဖြစ်တဲ့အတွက် PC တလောက်နှီးပါဖြစ်နေပြီ။ ပြောင်းရွှေ့ခြင်းပမာဏတစ်ခုရလို့ရှိရင်အာဆင်နယ်တို့ကသူတို့ရဲ့ကစားသမားကြီးတွေကတယောက်ကိုပြန်ပြီးရောင်းချပြီးငွေဖော်တော့ဖို့ရှိတယ်။အခြားဇုံနေရာတွေကိုပြန်ပြီးတော့အင်အားဖြည့်တင်ဖို့အတွက်အရန်လားအဓိကကစားသမားလို့တော့အဓိကတော့သူမပြောသွားဘူးပေါ့လေ။နောက်တစ်ချက်ကတော့ပါတီနဲ့ဂျော်ဂျီညိုကတော့အာဆင်နယ်အသင်းဆီယာနေလာမယ့်လိုရာသီမှာအလွတ်နဲ့လက်လွတ်ရဖို့အတွက်အရန်ကိုနီးစပ်နေပြီဆိုသူပြောသွားတယ်။အချက်ကဒီလေးချက်ပဲ။အဲ့ဒီလေးချက်ကိုကျွန်ပြန်ပြီးတော့ခွဲစိတ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့နှွေမာတိုက်တန်းတိုက်စစ်ကစားသမားတူရောက်မယ်ဆိုတဲ့အချက်ကငွေသုံးများမယ်ဆိုတဲ့အတွက်အီဆက်လဲဖြစ်နိုင်တယ် ်ဆက်စကိုလည်းဖြစ်လိုက်တယ်လော်တာရိုမာတီနက်လည်းဖြစ်နိုင်တယ်အခြား option တွေဖြစ်တဲ့ဘီတာကိုကီယက်တိုအော်စီမန်တို့နောက်ပြီးတော့ဒီဘလာဟိုဘေးတို့လည်းဖြစ်ကောင်းဖြစ်နိုင်ပါလေဒါမဲ့ဆိုတော့ကျွန်တော်စောစောတော့ပြောသွားတဲ့ iset လော်တာရိုမာတီနက်ဆက်စကိုကတော့ဖြစ်နိုင်ခြင်းအများဆုံးပဲမာတင်ဇူမန်ဒီဝင်လာတဲ့အခါမှာစောစောတော့ကနောက်ဆုံးသတင်းမှာဖော်ပြထားတဲ့အာဆင်နယ်တို့အလွတ်နဲ့လက်လွတ်မယ်ဆိုတဲ့ကစားသမား၂ယောက်ကလောက်ခရစားကပါတီဆိုတပတ်ပေါင်၂သိန်း ဂျော်ဂျီညိုဆိုလို့ရှိရင်တပတ်ပေါင်တသိန်းတသောင်းအဲ့နှစ်ယောက်ကလောက်ခလာစားတနှစ်ကိုပေါင်16တန်အာဆင်နယ်တို့တတ်တာသွားမှာဒါကထပ်ပြီးအာဆင်နယ်တို့ဝယ်ဖြစ်မဲ့ကစားသမားတွေကလောက်ခလာစားပေးချတဲ့အပိုင်းကိုပြောင်းရွှေ့ဒီမှာသုံးမဲ့အပိုင်းဆိုပြန်ပြီးပို့ထွက်လာမဲ့အနေထားအာဆင်နယ်က FFP rule နဲ့လုံးဝအဝေးကြီးပဲစိုးရိမ်စရာမရှိဘူးပြီးတော့တချို့ report တွေရဆိုလို့ရှိရင်အာဆင်နယ်အသင်းအတွက် ီပေါင်တန်း300လောက်နောက်ကနေပြီးတော့ဘက်ကအနေနဲ့ပံမိုးပေးဖို့ရှိရဆိုတဲ့တင်းတွေထွက်တယ်ဒါကတော့ဝယ်ဖြစ်တော့မှာပါပဲမနစ်ကလည်းအလိုပဲပေါင်တန်း200ဘတ်ဂျက်ချထားတဲ့ပေးမဲ့ဘာညာနဲ့တကယ်တကယ်ကျတော့မီခင်းမိန်တို့နဲ့ကာလာဖေရူပဲရောက်လာတယ်ပြီးတော့အရန်ဒီအသင်းအတွက်နတိုနဲ့စတာလင်တို့ပဲအငားခေါ်လိုက်ခဲ့ရပါလေအဲ့ဆိုဒီနှစ်မှာလဲအာဆီယံအနေနဲ့ပေါင်တန်း300လောက်ဒါဘတ်ဂျက်ချထားတယ်ဆိုရင်မဲ့လေရောက်လာတော့မှာပဲ တကယ်သုံးတော့မှာပဲကျွန်တော်တို့ဖြစ်လာမယ့်အပြောင်းရွှေ့လို့တော့ကျွန်တော်ကထင်ပါတယ်။အဲ့တော့ Onstein ရဲ့ဖော်ပြထားချက်အရဆိုရင်တော့နှွေးမှာထိတန်းတိုက်စစ်ကစားမှတူအာဆင်နယ်ကိုဦးစားပေးဝယ်ဖို့ရှိတယ်။ငွေ၃မြောက်မှာဖြစ်ပြီးတော့ Martin Zubimendi ပါခေါ်ပြီးွားရင်တော့အသင်းရဲ့ကစားသမားတွေကတူကိုတော့ငွေပြန်ဖော်သွားဖို့ရှိတယ်။တေချာတခုကတော့ first line နဲ့ဆက်တယောက်ထဲကတော့ငွေဖော်ရောင်းချမယ်မထင်ဘူး။နောက်ပြီးတော့အရန်အဖြစ်ဖြစ်နေခဲ့တဲ့ Trossard တို့ရှိမယ်။ပြီးတော့သတင်းတချို့ထွက်နေခဲ့တဲ့ Martinelli ရှိမယ်။ပြီးတော့ဇင်ချန်ကိုလိုကစားသမားလည်းရောင်းမယ်ဆိုရင်ဈေးကောင်းတစ်ခုရနိုင်တယ်။အဲ့ဒီအနေထားနေပြငွေဖော်သွားဖို့များရပါလေ။အဲ့တော့ ညီကိုတော့ဘယ်လိုထင်လဲတေချာတခုတော့တိုက်စစ်ကစားမတူရောက်မယ်ဇူမတီရောက်မယ်ပြီးရင်အသင်းအတွက်လိုအပ်တဲ့ဒီဝင်းငါပိုင်းအတွက်စီမီညိုတို့နီကိုဝီလန်တို့အတွက်ပြောင်းချွေတဲ့စုံတရားအတွက်အသင်းကကစားမတူကိုရောင်းချပြီးငွေပြန်ပေါ်ပြီးတော့ဒီအသင်းလိုအပ်တဲ့ခန့်စစ်ပိုင်းဒါမှမဟုတ် ကွင်းလေတခြားနေရာပိုင်းတော့ဝယ်မှာကျုံကြည့်ရမှာပေါ့လေတချို့ report တွေကဆိုရင်တော့ဘူကောက်စားကဘက်ကတ်အနေနဲ့အီတန်ဝန်ဒီတို့အရန်သဘောကျနေတာဖြစ်တဲ့အတွက်ဘဲတောင်မန်တိုက်စစ်တနေရာလောက်ပဲအင်အားဖြည့်တင်းမှုရှက်ဆိုပြီးတော့လေတချို့သတင်းတွေကဖော်ပြထားပါတယ်ဒါကတော့ on stage ရဲ့အဓိကဖော်ပြထားတဲ့အချက်လေးချက်ပဲဖြစ်ပါတယ် ဒုတိယမြောက်သတင်းတပုတ်ကတော့ဒါဒေးဗစ်အွန်စတိန်ကဖော်ပြထားပါဗောလေအဲ့ဒါကတော့ဘရူနိုဂွီမာရဲ့အချိန်နဲ့ပတ်သက်ပြီးတော့သူကဖော်ပြသွားတာလက်ရှိဈေးကွက်ထဲမှာအာဆင်နယ်နဲ့ကောလာဟာလာသတင်းတွေမျိုးစုံထွက်နေခဲ့တဲ့ဘရူနိုဂွီမာကြီးနဲ့အာဆင်နယ်ကြားကအချိန်တွေကိုတော့အွန်စတိန်ကဒီလိုမျိုးဖြေသွားခဲ့တယ် ဘရူနိုဂွီမာရီနဲ့ပတ်သက်ပြီးတော့အချိန်ဆက်အသည့်ထဲမှာကျွန်တော်နဲ့သိတာရှိရဖြစ်တဲ့အတွက်ဒီသတင်းကိုတော့မကြားမိသေးဘူး။အာဆင်နယ်တို့ကလည်းလာမယ့်နွေရာသီမှာမာတင်ဆူမန်ဒီကိုခေါ်ပြီးတာတော့မှဒီရန်ရောမှာပိုဇီရှင်တူကစားသမားတူကိုထပ်ပြီးခေါ်မလို့သူမထင်တာဘူး။အဲ့ဒါပြီးတော့ဒီနှစ်ထဲမှာပဲအသက်28နှစ်ပြည့်မဲ့ကစားသမားကိုနယူကာဆယ်တို့ကလည်းပြောင်းချွေခြင်းမြင်မှားစွာရမှလက်လွတ်ဖို့ရှိသလိုအာဆင်နယ်ကလည်း28နှစ်ပြည့်တော့မဲ့ကစားသမားတူအုပ်အတွက်ငွေကြေးမြင်မှားစွာပေးပြီးတော့ဝယ်မယ်လို့သူမထင်ဘူးဆိုပြီးတော့ပြောသွားခဲ့တယ်။ဆိုလိုချင်တာကတော့ဗျာကောလာဟာရာဒနီးရဲ့ဘလောက်ပဲထွက်တဲ့မ ာတင်ဆူမန်ဒီလိုမျိုးအခြားပိုစီရှင်တူကစားသမားတူကိုအာဆင်နယ်တို့တောင်းရွှေ့ခြင်းမြန်မာဆိုတာတုံးပြီးတော့ခေါ်မယ်လို့မထင်ဘူးဆိုပြီးတော့ onstein ကဖော်ပြသွားပါတယ်အဲ့လိုဆို28နှစ်ရဲ့ဘရာဇီးသားတော့လာမယ့်ဒီ노ဝင်မာဒီဇင်ဘာလောက်ဆိုရင်အသက်က28နှစ်ပြည့်တော့မှာဒီအချိန်မှာအာဆင်နယ်အနေနဲ့နီယူကာဆယ်တင်တောင်းဆိုမယ့်ကြီးကိုပေးစရာတော့မရှိဘူးဘာလို့လဲဆိုတော့ e set တို့ bruno guimari တို့ဆိုတာ နူကဆယ်အသင်းကချန်ပီယံလိဝင်ကွင်းမရမှပဲလက်လွတ်ဖွယ်ရှိတဲ့ကစားသမားတွေပုံမှန်ချိန်မှာသွားပြီးကန်လိုက်ရင် not for say ဆိုတဲ့ပုံစံမျိုးအများနဲ့တုံ့ပြန်လေးရှိရပါလို့အဲဒီရသည်36ဝဲမှာတော့3ဂိုးသွင်းပြီးတော့ရှလုံးဖိုင်တာတဲ့အဝါကတ်ခွန်နကတ်အထိရောထိထားရပါလို့2023 2024ဘောလုံးရသည်ကလည်းပွဲ90အထိကစားထားတဲ့ဒီကစားသမားနဲ့ပတ်သက်ပြီးတော့လက်ရှိအချိန်မှာတော့အာဆင်တို့ကသဘောကျတယ်ဆိုပေမဲ့နူကဆယ်တို့ကဒီကစားသမားနဲ့ပတ်သက်ပြီးတော့ ိရတိုင်းပဲပေါင်သန်း100တက်မှတ်လိုက်ပေါင်သန်း80တက်မှတ်လိုက်ပေါင်သန်း100ကျော်တက်မှတ်လိုက်အမြဲတမ်းတက်မှတ်နေကြတာဖြစ်တဲ့အတွက်အာဆီနယ်တို့ဒီကစားမနဲ့ပတ်သက်ပြီးတော့ဝယ်မယ်လို့မထူးဆိုပြီး on stream ပြောသွားတဲ့အတိုင်းပဲထုံးစံတိုင်းပဲတည်င်းကြည့်ပြီးတော့ရောက်မလာဖို့ရှိတဲ့ကစားသမားတွေတယောက်လို့တော့ကျွန်တော်ကထင်ပါတယ်အဲဆိုဘာပြောပါအဓိကတော့ မာတင်ဆူမီတီရောက်လာရင်ကွင်းလေပန်တော်တော်လေးဖြစ်သွားပြီပြီးတော့ဒီယန်ရိုးမှာဒီကလန်ရီလည်းဆော့လို့ရတာဖြစ်တဲ့အတွက်ဘရူနိုကူမာကြီးရောက်မလာဘူးဆိုလို့ရှိရင်တော့မှအသင်းရဲ့ကွင်းလေပန်ကအရန်ဆိုးနေတာဖြစ်ဘူးအသင်းအတွက်အရေးကြီးတာကထိတ်တန်းတိုက်စစ်ကစားမတူနဲ့ထိတ်တန်းဝင်ကစားမတူဖြစ်နိုင်ကိုလာမယ့်ယာတီကတိုက်တဲ့ challenger ကောင်းကောင်းလုံနိုင်ပြီလို့ကျွန်တော်ထင်ပါတယ် တတိယမြောက်သတင်းတပုတ်ကတော့ဒါနောင်အာဆီနီယာဖော်ပြထားတာပေါ့လေစပိန်လာလီဂါကလပ်အက်စပန်ယိုအသင်းရဲ့အဓိကဂိုးသမားဂျိုအန်ဂါစီယာနဲ့ပတ်သက်ပြီးတော့နီးပြမီခေအိုင်ဒါကလာမယ့်ဘောလုံးရာသီမတိုင်မီနှွေစည်းကွက်မှာတင်အရာခေါ်ယူခြင်းနေပါတယ်။ကြံခဲ့တဲ့နှွေစည်းကွက်မှာတုန်းကဆွေးနွေးမှုတွေလုပ်ခဲ့ပြီးတော့ကန့်လန့်မှုတချို့လုပ်ခဲ့ပြီးမဲ့နောက်ဆုံးအချိန်မှာမခေါ်နိုင်ခဲ့တဲ့ဒီဂိုးသမားနဲ့ပတ်သက်ပြီးဒေးဗစ်ရိုင်ယာကိုအဓိကဖိအားပေးနိုင်မယ့်အရန်ဂိုးသမားဖြစ်အိုင်ဒါကရှုမြင်ထားတယ်။ဒီဂိုးသမားလည်းနည်းနည်းရတော့မဟုတ်ဘူး။အက်စပန်ယိုအသင်းကိုလာဒီစပိန်လာလီဂါနှစ်ကနေပြီးတော့ ော့စပိန်လာလီဂါကိုတန်းတန်းအောင်ဆွမ်းဆောင်ပေးခဲ့တဲ့ဂိုးသမားတယောက်အခုလည်းတန်းစစ်စုံနဲ့6မှတ်အကွာနေပြီးစပိန်လာလီဂါမှာအစပန်ယိုအသင်းကိုထမ်းတင်ပေးထားတယ်အထက်ဂိုးသမားပြသူ့ရဲ့ဆွမ်းဆောင်ရည်ကဒီယာဒီမှာဆိုရင်26ပွဲဝင်ဖန်းထားတယ်ကလင်းရှစ်4ပွဲပဲရထားတယ်ဒါပေမဲ့ပုတ်ထုတ်ကာဝယ်မှု66ကြိမ်ဆွမ်းဆောင်ထားပြီးတော့ပေးကူက38ဂိုးပဲပေးထားတယ်ဒါကသူတို့အသင်းရဲ့တိုက်ဆက်ဘလောက်ကောင်းမှလည်းပြောပြောခံစစ်ဘလောက်ကောင်းမှလည်းပြောပြောဂိုးသမားတယောက်ရဲ့ဂျူတီရဆိုရင်တော့ ဒီတန်ဆင်းစုံနဲ့ဝေးကွာအောင်ဆန်းဆောင်ထားတဲ့အတွက်ဒီကုသမောက်တော်တော်များသိနေတဲ့သဘောကျမန်ချက်စတာယူနိုက်တက်ဘာစီလိုနာအာဆင်နယ်အာဆင်နယ်တော့ကာလာရှည်လိုက်နေခဲ့တာအဲ့မှာရိုမာဒိုမနစ်ကဒီကစားသမားနဲ့ပတ်သက်ပြီးဖော်ပြထားတဲ့ဟာလေးကိုကျွန်တော်စာပေကလေးကိုတင်ထားပြီးမယ်အဲ့ဒါဘာလဲဆိုတော့ဒီဘက်မှာတင်ထားရေးမယ်အဲ့ဒါဘာလဲဆိုတော့ဂျူအန်ကာစီယာနဲ့ပတ်သက်ပြီးတော့အာဆင်နယ်တင်းကယူအိုတန်း30နဲ့ကန်လန့်ခဲ့တာဒါပေမဲ့အက်စပန်ညိုတင်းကယူအိုတန်း30လိုချင်နေဆိုပြီးတော့နှစ်သင်းချားထဲမှာပြောင်းရွှေ့မဖြစ်ခဲ့တာဖြစ်တဲ့အတွက်ကျန်တဲ့ ယာတီကမခေါ်နိုင်ခဲ့တာဒါပေမဲ့ဒီယာတီမှာတော့ပေါင်25သန်းလောက်သုံးတာနဲ့ဒီစားမောက်ကိုခေါ်နိုင်တော့မယ်တစ်ဖက်ကအစပန်ယူတီကလည်းရောင်းချဖို့အခြေအနေမှာရှိရဲအဲ့တော့အာဆင်နယ်တီနဲ့ဒီစားမောက်ကြားထဲမှာလည်းမကြာခဏဆက်သွယ်မှုရှိနေဖြစ်တဲ့အတွက်ခေါ်မယ်ဆိုရင်တော့အာဆင်နယ်တို့ကဥဆောင်နေတဲ့အဆင့်မှာရှိရဲဆိုပြီးတော့အခြားအသင်းထံအตายရတယ်ဆိုပြီးတော့နောက်အာဆင်နယ်ကဖော်ပြသွားပါတယ်အာဆင်နယ်တို့ကအခုဒီယာတီမှာဟို နောက်ဆုံးနေ့မှာမှရေတိုးအငှားခေါ်ထားခဲ့တဲ့နတ်တိုးကိုလာမယ့်ရာသီမှာဘုံမောက်တင်ကိုပြန်ပြီးပို့ရတော့မှာပေါ့လေ Transport Market မှာ UO 70တန်ကြီးရှိမိမယ်လေ UO တန်30နီးပါးလောက်ပေးပြီးတော့အရန်ကိုသမားတူဦးဖြစ်ခေါ်မှာဆိုပေမဲ့အသက်23နှစ်ပဲရှိတဲ့ဒီစပိန်သားကိုတော့အိုက်တာတော်တော်လေးသဘောကျတယ် Raya ကိုအဓိကဖိအားပေးနိုင်မယ် Raya ကိုကြော်ပြီးတော့အဓိကကပူသမားဖြစ်နိုင်တဲ့ဆိုတဲ့အထိအိုက်တာကြည့်ထားတာဖြစ်တဲ့အတွက်အရန်ကိုသမားတူဦးထပ်ပို့ပြီးတော့ကိုဒီကိုသမားကိုခေါ်ချင်နေပါတယ် ဒီ season လေးကိုဒီကောင်းကြီးပေါင်းပြီးတဲ့ show ဘောလုံး online အကျုံလဲကျေးဇူးတင်ပါတယ်အမဆော့မယ်ဆိုတော့ Viber ဖုန်းနံပါတ်တင်ကြအောင်6 1 6 3 9 3 6ဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြေဝရောက်တယ်ဖြစ်လို့ငွေပုံငွေဆိုင်ရှိမှဘောလုံးပွဲတွေလောက်မှာဘောလုံးပွဲတွေလုံးဝမလုံးတက်ဆိုတော့ YouTube မှာကိုထုတ်ပေါ်ရှိုးရိုက်ရှာပြီးကျွန်တော်အားပြုလို့ရပါတယ် iBack ခွေချကို Sport Internet 9သုံးလုံးမိတူကိုလည်းကစားလို့ရနေပါပြီကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့28နှစ်ရွယ်အာဆင်နယ်အမျိုးသမီးအသင်းရဲ့စင်တာဘက်ကစားသမားလီယာဝီလျံဆန်နဲ့ပတ်သက်ပြီးတော့ဖော်ပြပေးတော့ပါပါ။သူကတော့အာဆင်နယ်အမျိုးသမီးအသင်းရဲ့ ဒီ Women Super League ပွဲစဉ်အများဆုံးဆော့နိုင်တဲ့ကစားသမားအဖြစ်မှတ်တမ်းဝင်သွားခဲ့ပါပြီ။ဒါမနေ့ကတော့ Everton တင်းကိုတကူသုံးခုနဲ့နိုင်ခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့သူက Arsenal မျိုးသမီးအသင်းအတွက်158ပွဲအထိစာချိန်တင်ပြီးဝင်ဆော့ထားတယ်။ဒါကအမျိုးသမီးအသင်းအတွက်ပဲ Women Super League မှာပွဲအများဆုံးကစားထားတဲ့အမျိုးသမီးအစင်းကိုကျွန်တော်လိုက်ကြည့်လိုက်တဲ့အခါမှာတော့ ဒီ Jordan Not ကတော့ပွဲပေါင်း200နဲ့ဆင်ကျင်နေထားတယ်သူကလက်ရှိဘီလာမှာကစားနေတယ်တူတယ်အဲ့ဆိုတော့ Arsenal မျိုးသမီးအသင်းမှာဒါပွဲများဆုံးကစားထားတဲ့လူတွေကိုကျွန်တော်စီးရင်တစ်ချက်ကြည့်လိုက်တဲ့အခါမှာ Leah Williamson ကတော့158ပွဲ Jordan Du ကတော့ Arsenal မှာတစ်ချိန်တော့ကစားသွားခဲ့တယ်158ပွဲ Kane Lee ကတော့155ပွဲ Katy ကတော့154ပွဲ Butby ကတော့139ပွဲနဲ့ပွဲများဆုံးကစားထားတဲ့စီးရင်မှာတော့ရှိတယ်ဒါက league ပွဲတိတက် Women Super League တိတက်အဲ့ဆိုတော့ အာဆင်နယ်အမျိုးသမီးအသင်းမှာလက်ရှိစင်နာဘက်ကစားသမားလီယာဝီလျံဆန်ကသူပွဲပေါင်းများစွာကစားထားတယ်။စုစုပေါင်းတိုတယ်ပွဲပေါင်းဆိုရင်260ဒီကစားထားတယ်။ဝူမန်းစူပါလီမှာ158ပွဲ၊ FA ကပ်မှာ33ပွဲ၊လိဂ်ကပ်မှာ42ပွဲနဲ့ဥရောပဒါချန်ပီယံလိမှာဆိုရင်28ပွဲဒီကစားထားတယ်။စုစုပေါင်း260တိပါပွဲကစားထားပြီဗောလေ။အဲ့ဆိုတော့အာဆင်နယ်မျိုးသမီးအသင်းမှာသူကတော့ကြာပြီပြောလို့ရတယ်။ 2006ခုနှစ်သူအသက်၈နှစ်အရွယ်တည်းကရောက်လာခဲ့တာအခုကအသက်28နှစ်ရှိပြီ2014ခုနှစ်ကစတင်ပြီးကစားခဲ့တာအဲဆိုတော့ဒီကစားမှာအာဆင်နယ်တည်းနဲ့နောက်ထပ်3-4ရာသီလောက်ဆက်ပြီးကောင်းကောင်းဆုံးနိုင်သေးတာဖြစ်တဲ့အတွက်ဘလောက်စက်ညစ် record တင်မလဲကျွန်တော်စောင့်ကြည့်သွားမှာပါအဆုံးထိကြည့်ပြတယ်လဲအားလုံးကျေးဇူးတင်ပါတယ်ဒီနေ့ညမှာအာဆင်နယ်နဲ့ချယ်ဆီပွဲရှိပါတယ်မမေ့ပါနဲ့ RG2 မှာ live link ပြသပေးတော့ပါမယ်